တင်ဆက်ပေးမယ့်သတင်းကတော့အီရန်နဲ့အစ္စရေးအပြန်အလှန်ဆက်လက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။အီရန်နဲ့အစ္စရေးကြားမှာအပြန်အလှန်တိုက်ခိုက်မှုတွေဆက်လက်လို့ဆောင်ခဲ့ပြီးအစ္စရေးဘက်ကအီရန်ရဲ့စွမ်းအင်အရေးမြင့်တဲ့ဆိုင်တဲ့နေရာတွေကိုပါတိုက်ခိုက်လာခဲ့လို့သိရပါတယ်။အီရန်ဘက်ကအစ္စရေးနိုင်ငံထဲမှာရှိတဲ့မြို့ကြီးတွေဖြစ်တဲ့ဟိုင်ဘာ၊ဂျေရုဆလင်နဲ့တဲအပစ်မြို့တွေကိုပြင်းပြင်းထန်တိုက်ခိုက်ခဲ့တာဖြစ်ပြီးရမန်နေကဒုံးကျည်အစင်းရရနေချီပြီးပြစ်ခတ်ခဲ့တာဖြစ်တာ ယမန်နေ့ကဒုံးကျည်အစင်းရာနေချေပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အစ္စရေးဘက်ကလည်းအီရန်ရဲ့အကြီးဆုံးရေနံထုတ်လုပ်တင်မှုနယ်နေရာဖြစ်တဲ့မြို့တော်တီဟီရန်မှာရှိတဲ့ရှာဟန်စိတ်ကန်းကို ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်မိလာပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။အစ္စရေးကကွယ်ရေးဝန်ကြီးကအီရန်ဘက်ကနျူကလ িয়ার စီစဉ်တွေကိုမဆွတ်လို့သေးဘူးဆိုရင်နျူကလ িয়ার စီစဉ်အတွက်အထောက်ပံ့ပေးနေတဲ့ရေနံနဲ့တံခွေထုတ်လုပ်ရောင်းချတဲ့နေရာတွေကိုစစ်တပ်တိုက်ခိုက်မှာဖြစ်တယ်လို့တီဟီရန်ကိုမိတိုက်ပစ်မယ်လို့ပြောကြားခဲ့ပါတယ်။ အီရန်ဘက်ကလည်းအစ္စရေးကိုဆက်ပြီးတိုက်ခိုက်မှာဖြစ်တယ်လို့အစ္စရေးကိုကုညီနေလဲအရှိန်လယ်ပိုင်းဒေသတွေမှာရှိတဲ့ဗန်နိုင်ငံကစစ်စခန်းကိုမဆိုးပြစ်မှတ်တာတိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ခဲ့ပါတယ်ဒီလိုပြောကြခဲ့တာဟာဘာရင် ကာတာအိုမဲအီရန်နဲ့ဆီးရီးယားတို့မှရှိတဲ့အမေရိကန်နဲ့ဗြိတိစ်အခြေခံစခန်းတွေကိုရည်ရွယ်တယ်လို့ဖြစ်ခဲ့တာကြောင့်အစ္စရေးနဲ့အီရန်ကြားကတိုက်ခိုက်မှုတွေဟာဒေသတွေနိုင်ငံတွေအထိပါကူးစက်လာဖို့ရှိနေတယ်လို့သိရပါပါတယ်ရှင်။ဒီသတင်းကိုတော့ညီချင်းအောင်ကပြပို့လာတာပါ။